မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းသတင်းထုတ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါတယ်အခုဒီကပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိစက်ကောင်းဆောင်ကိုဒေတာရင်းနိုင်ငံတွေအတိအမှတ်ပြုလာနေပြီလားဆိုတဲ့သတင်းပဲဖြစ်ပါတယ်လာမယ့်ဧပြီမှာထိုင်းနိုင်ငံကဥဆောင်ကျင်းပမယ့်ဘင်္ဂလားပင်လယ်အော်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSDEC ရဲ့6ချိန်မြောက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်ကိုဖိတ်ကြားထားတယ်လို့ထိုင်းသတင်းတချို့ကဖော်ပြပါဗျာ။ ဧပြီ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပမယ့်အရေးအစည်းအဝေးကိုအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတက်ရောက်ဖို့ရှိနေတာမို့အာဏာသိမ်းမှုတွင်ပထမဆုံးအကြိမ်ထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေတာပါ။ဘင်္ဂလားပင်လယ်အော်ဒေသတွင်နိုင်ငံတွေရဲ့နှီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်၍ BIMSD စီးအဖွဲ့မှထိုင်း၊မြန်မာ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊နီပေါ်နဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ကောင်ဆောင်တွေကိုဖိတ်ကြားထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောင်းအလုံသမားအရေးတက်ကြလှူရှားသူဦးအောင်ကျော်ကအာနာဒိစစ်တပ်ကိုဘယ်နိုင်ငံကမှမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်အတိမတ်ပြုထားတာမရှိတဲ့ပေါ့အခုလိုဖိတ်ကြားတာဟာမသိညော်ဘူးလို့သူ့ရဲ့အမြင်ကိုပြောပြပါဗျ။အမှန်ကတော့စစ်တပ်ကအာဏာသိမ်းထားတာ၄နှစ်ကျော်ခဲ့ပြီဗျာအဲ့ဒီအခြေအနေမျိုးမှာဘယ်နိုင်ငံဘယ်တိုင်းဝိုင်းကနေကျွန်တော်တို့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလိုအတိအမှတ်ပြုထားတာမရှိဘူးလေ ။အဲဒီတော့ဒီလိုအနေအထားမျိုးမှာပြည်သူတွေရဲ့အသက်အိုအိမ်စီးစိမ်တွေလည်းအလွန်ဒုက္ခရောက်နေတဲ့အချိန်အခါမျိုးမှာဒီလိုမျိုးနိုင်ငံတကာအတိုင်းဝိုင်းထဲမှာဆဲခေါ်တဲ့နာမျိုးကတော့မသိလျော်ဘူးလို့ကျွန်တော်အမြင်သုံးသပ်လိုပါတယ်လို့ဆိုပါတယ်။စကားဆောင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းအနေနဲ့အာနာသိမ့်မှု၄နှစ်ကျော်တွင်ပြည်ပခီးစဉ်အဖြစ်ဒေတာရင်းနိုင်ငံတွေကဖိတ်ခေါ်ခြင်းမရှိပေမယ့်တရုတ်ရုရှားနဲ့ဘယ်လာရုစတဲ့နိုင်ငံတွေရဲ့ဖိတ်ကြားမှုတချို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ Belarus ခေစဉ်တွင်အခုနဲ့နောက်ပိုင်းတမမဟုတ်နောက်နဲ့အစောပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့စစ်ကောင်ဆောင်ကထုတ်ပြောခဲ့ပြီးနောက်ပိုင်း Time ခေစဉ်ထွက်ပေါ်လာတာပါ တဖက်မှာနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကနေဖန်ရန်တပ်ဖွဲ့အမည်စရင်တင်းတင်းခံထားရသလိုအာဂျင်တီးနားနိုင်ငံတရားရုံးကနေလည်းစစ်ကောင်စာအပဝင်စစ်ဗိုလ်ချုပ်23ရူကိုဖန်ရန်ထုတ်ထားတာပါဒီအချိန်ထဲမှာ PIMSDC အစည်းအဝေးကိုစစ်ကောင်ဆောင်တက်ရောက်ဖြစ်ရင်နှစ်နိုင်ငံစစ်တပ်ကြားစစ်ရေးမဟာမိတ်ကြောင့်ထိုင်းစစ်တပ်ကလုံခြုံရေးအမခံချက်ပေးထားတာလို့နိုင်ငံရေးလှိလာတုံသက်သူဦးတန်းစိုးနိုင်ကတုံသက်ပါတယ် မြန်မာပြည်ကစစ်တပ်စစ်ကောင်စီနဲ့ထိုင်းနိုင်ငံဟာအမြဲတမ်းစီရေမဟာမိတ်တွေဖွဲ့ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာအရက်သားအစိုးရတက်လဲထိုင်းစစ်တပ်နဲ့ဗမာစစ်တပ်တွေကတော့ညီရင်အကိုလိုပေါင်းသင်းဆက်ဆံနေကြတာဖြစ်ပါတယ်။အဲဒါကြောင့်မင်းအောင်လိုင်ထိုင်းကိုသွားရတာလို့ကျွန်တော်တို့ယူဆပါတယ်။ဒါပေမဲ့ထိုင်းမှာကအနောက်ဥရောပအမေရိကန်တို့နဲ့လည်းရှင်နေတဲ့ဆက်ဆံရေးရှိတယ်။ အဲ့ဒီတော့မင်းအောင်လိုင်းထိုင်းကိုသွားရဲဆိုတာလုံခြုံရေးအရာဒီနေ့လိုထိုင်းရဲ့သားအစိုးရရှိနေတဲ့အောက်မှာအမခန့်ချက်တိတ်တော့မရှိပါဘူး။ဒါပေမဲ့ထိုင်းစစ်တပ်ကအမခန့်ချက်ပေးလို့သွားတာလို့ပဲကျွန်တော်ကတော့ယူဆပါရခင်ဗျာလို့ဆိုပါရယ်။ PIMSDC ရဲ့၆ချိန်မြောက်ထိပ်သည့်အစည်းအဝေးအတွက်ထိုင်းနိုင်ငံကိုသွားရောက်မယ်စစ်ကောင်ဆောင်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့လုံးလုံးစေမအတိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။ အဲ့ဒီအစည်းအဝေးဟာလက်ရှိထိုင်းဝန်ကြီးချုပ်ပေထုံတန်ကသဘာပတိအဖြစ်ပထမဦးဆုံးတောင်းယူခြင်းပါရာဖြစ်ပြီးဒေသရင်းအဖွဲ့ဝင်နိုင်ငံကခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။ BIMSDC အဖွဲ့ကို1969ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မှာစတင်ထူထောင်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်မှုရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆလဘီကရင်သိမ်းပိုက်ထားသောနယ်မြေတို့စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသောကြောင့်ပြည်သူများစစ်ရေးသတိဖြင့်နေထိုင်ရန်ပုံမူကြီးနော်ဘူးပြောဆွေးတဲ့ငုတ်တင်ဆက်ပေးပါမယ်ရှင်။ဝိုင်းမော်မြို့နယ်တွင်မှကရင်ပိုးပေါင်းတပ်သိမ်းပိုက်ထားသည့်နယ်မြေများကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုများပြုလုပ်နေပြီးစစ်ရေးပြင်ဆင်မှုများလည်းဇက်တိုက်လှုပ်ဆောင်နေသောကြောင့်ပြည်သူများစစ်ရေးသတိဖြင့်နေထိုင်ကြရန်ကရင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည် စစ်ကောင်စီက၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမျိုးများကိုပြန်လည်ရရှိရန်အတွက်မြေပြင်ထိုးစစ်တိုက်ခိုက်မှုများအပြင်အင်အားဖြည့်တင်းကစည်ရေးပြင်ဆင်မှုများပြုလုပ်နေသဖြင့်ပြည်သူများစည်ရေးတရေဖြင့်နေထိုင်ကြရန် KIA တရေနှင့်ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူက The 74 Media ကိုပြောသည် စစ်ကောင်စီရဲ့သူရဲ့ဆစ်စင်ရေးကိုတော့ခံမှန်းလို့ကြိုတင်ပြီးတော့ပြောလို့မရဘူး။ဒါပေမဲ့ပါပဲဖြစ်ဖြစ်ရှောင်ထားတာကောင်းဆုံးဖြစ်ပါတယ်။သူတို့လည်းသူတို့လက်လွတ်ဆုံးရှုံးခဲ့တဲ့နေရာတွေပြန်ရနိုင်ဖို့အတွက်ကတော့ဆစ်စင်ရေးကတော့လုံနိုင်တာပေါ့။အဲဒါကြောင့်ပြည်သူလူထုတွေကတော့စစ်ရေးတရီရိယာနဲ့ရှောင်တာကတော့အကောင်းဆုံးဖြစ်မှာပါဟုဆိုသည်။ KNY ဘူပေါင်းတက်ကထိန်ချုပ်ထားသည့်ဝူယန်လက်မြန်စသည့်ကြေးရွာများကိုမတ်လတတိယအပတ်မှစတင်ကစစ်ကောင်စီကမြေပြင်စစ်ကြောများဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများဖြင့်လေကြောင်းလက်နက်ကြီးနှင့်ဒရုန်းများအုံပြုကတိုက်ခိုက်မှုများပြုလုပ်နေကြောင်းဗိုလ်မှူးကြီးနော်ဘူကဆိုသည် လွန်ခဲ့တဲ့ပတ်မှာကတော့ဝိုင်းမော်ဝူယန်ဘက်မှာစကားစဘက်ကနေမြေပြင်ကနေထိုးစစ်ဆင်တာရှိပါတယ်။ကင်းရီတပ်ပေါင်းစုအဖွဲ့တွေနဲ့ထိတွေ့ရင်ရင်ဆိုင်တိုက်ပွဲတွေလည်းရှိပါတယ်။သူတို့ကလေးချောင်းနဲ့လည်းပြစ်တယ်၊လက်နက်ကြီးနဲ့လည်းပြစ်တယ်။နောက်ပြီးတော့ drone တွေနဲ့ပြစ်တာတွေလည်းရှိပါတယ်။ဝိုင်းမော်ပတ်ဝန်းကျင်မှာအဲဒီဘက်မှာထိုးစစ်ဆင်မှုရှိပါတယ်ဟုဆိုသည်။ ရှမန်နေမွန်လေးနှစ်နာရီခန့်ကလည်းဝိုင်းမော်ဝါရှောင်းလန်းရှိလျမြန်ကြီးရရင်စစ်ကောင်စီနဲ့ KIA ဘူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့တယ်။ဝိုင်းမော်မြို့နယ်တွင်ပြီးခဲ့သည့် match လဒုတိယပတ်မှာစတင်ကစစ်ကောင်စီတပ်ကအင်အားဖြည့်တင်းမှုများနဲ့စစ်ရေးလှရှားမှုများစတိုက်ပြုလုပ်လျက်ရှိပြီး match လ21ရက်နေ့နဲ့22ရက်နေ့တို့တွင်လည်းလျမြန်ကြီးရွာနှင့်စစ်ကောင်စီတပ်နှင့် KIA ဘူပေါင်းတပ်တို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ကေဂိုင်ရီပူပေါင်းတက်ကပြီးခဲ့သည့်2024ခုနှစ်မတ်လ9ရက်နေ့ကစတင်ခဲ့သည့်ထိုးစစ်အတွင်းဝိုင်းမော်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်းကြီးဖြစ်သည့်ခလာရ321အပောင်းဝင်မြို့အနီးဝန်းကျင်ရှိကျေးရွာများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဆလဘေးဘင်းလင်းမြို့နယ်ထွေအိုယုံဒရုန်းနဲ့တိုက်ခတ်ခံရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ပြည်နယ်ဘီလင်းမြို့ရှိဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဒရုန်းနဲ့တိုက်ခတ်ခံရတာကြောင့်လမ်းသွန်းလန်းလာအရတားပြည်သူတို့မိုင်းဆထိမှန်တန်ရာရရှိတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါရယ်။ မတ်လ24ရက်နေ့မနက်9:00အချိန်ခန့်မှာဗီလင်းမြို့နယ်ထရီအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်ဒရုန်းပုံတစ်လုံးဟာထွေဟုံရုံရဲ့အလံတိုင်းပေါ်ကျရောက်ပောက်ကွဲခဲ့တဲ့အတွက်ရုံးအရှိကနေဆိုင်ကယ်မောင်းနှင်ပြေးသွားတဲ့အရသာပြည်သူတို့တွင်မားကိုမိုင်းဆထိမှန်တရားရရှိခဲ့ပါတယ်။မိုင်းစာထိမှန်တရားရရှိခဲ့တဲ့အရတားပြည်သူကတော့ဗီလင်းမြို့နယ်ပြည်သူစေယုံမှာဆေးထည်ပြီးနေရက်ပြန်သွားတယ်လို့ဖြစ်စဉ်ကိုသိရှိရတဲ့ဒေသခံတို့ကပြောပါရယ် အလားတူဒီနေ့မနက်10:00နာရီချိန်ခန့်မှာလည်းဗီလင်းမြို့နယ်နဲ့ကြီးကြီးရွာနေရှိစစ်ကောင်စီစစ်စေးရေးဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပေမယ့်ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဆိုပါရယ် ဖီလင်းမြုံနယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တို့ကြားအခုနေ့စမ်းပိုင်းကဆလာနှစ်ဖက်စစ်စင်ရင်ပုံမှုတင်မာလာသလိုစစ်ကောင်စီဘက်ကလည်းစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေရရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူတွေပြောပြချက်အရသိရပါဗျ။ဖီလင်းမြုံနယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာအနာသိန်းကာလာတွင်၄ချိန်တမနေတိုက်ခိုက်ခံရရပြီးရုံးအဆောက်အဦချို့ထိမှန်ပြက်စီးတာတွေရှိခဲ့ပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမြို့နယ်ရွှေမုတ်တော်ရွာဖုံကြီးကျောင်းစစ်ကောင်စီလေးကျောင်းတိုက်ခိုက်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ချင်းမန္တလေးတိုင်းမြင်းချန်ခိုင်နထိုးကြီးမြို့နယ်ရွှေမုတ်တော်ကျေးရွာရှိဖုံကြီးကျောင်းတစ်ကျောင်းကိုစစ်ကောင်စီတပ်ကလေးကျောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခြေဆိုင်တော်လင်းသတင်းရင်းမြစ်များကလူလူຫນွေဦးတို့ပြောသည် မတ်လ24ရက်ညနေ၄နာရီခန့်ကတရုတ်ဦးလေးစိမ့်မှလာသော YK-130 အမျိုးအစား Jet Fighter တစ်စီးသည်လေးမျက်နှာပြတောင်ဘက်ရှိဖုန်ကြီးကျောင်းကိုပေါင်နေရပုံသေးနှလုံးဖြင့်ခြေချတိုက်ခိုက်ခဲ့ခြင်းဟုအဆိုပါသတင်းရင်းမြစ်များကပြောသည်။အဲဒီဖုန်ကြီးကျောင်းမှာလူမရှိတဲ့ခြင်းဖြစ်နေတော့ပြည်သူအခြေကိုက်တစုံတရာတော့ဖြစ်မသွားဘူးဟုမြေပြင်ကိုကိုယ်တိုင်သွားရောက်ခဲ့သည့်တော်လင်းတပ်ဖွဲ့ဝင်တို့ကလူလူຫນွေဦးတို့ပြောသည်။ လေကြောင်းမှဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်ဆောက်လုပ်စဲဖုံးတော်ကြီးကြောင့်အမှုများပြိုကျပျက်စီးသွားသည့်ပြင်ကျောင်းဆောင်အတွင်းနှင့်အပြင်နေရာများဘုံစထိမှန်ပေါက်ပြဲပျက်စီးသည်ကိုတပ်ပုံမှတ်တမ်းများတွင်တွေ့ရသည် ဖုန်းကြီးကခရီးထွက်နေလို့လွတ်သွားတာသိရသလားအဲ့ဒီတော်ကြောင်မှာတန်ခါသုံးမှာတရင်သုံးနေတိုင်းနေပြားကိုဒေသတော်လိုင်းရင်တရင်ရင်းမြစ်တို့ကရှင်းပြသည်အလားတူမတ်လ22ရက်ညပိုင်းကလည်းနှစ်ထူကြီးမျိုးနဲ့လဝဲမြင်းနေကြီးရွာအားစစ်ကောင်စီတပ်မှစက်တလေးဒီပြင်းတစ်ကြိမ် Jet Fighter နဲ့တစ်ကြိမ် MI-35 ဖြင့်တစ်ကြိမ်စုစုပေါင်း3ကြိမ်လေးကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်ထို့တိုက်ခိုက်မှုကြောင့်လဝဲမြင်းနေကြီးရွာမှာဒေသခံပြည်သူတို့ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနေအိမ်ဆယ်လုံးထပ်မနေမီလောင်ပြားကျခဲ့သည်နိုင်ငံတော် ီရေရှုံနေမှုများဇက်တိုက်ရင်ဆိုင်လာရသောစစ်ကောင်စီသည်အယက်သားများ၊စေယုံစေကံများ၊တာသနီကအဆောက်အုံများကိုစီရေပြင်မဲ့အဖြစ်တတ်မှတ်ကလေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်လှုပ်ဆောင်လျက်ရှိသည်။ရှခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစံဖက်စစ်တပ်ကိုနိုင်ငံတကာကထိထိရရရအရေးယူဖို့ဖြစ်တဲ့တိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာကျန်းဘက်စစ်တပ်ကိုနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပြစ်ဒဏ်ကကင်းလွတ်နေတဲ့အခြေအနေကိုရေးယူနိုင်ရေလှုံ့ဆော်ရမယ်လို့ဖြစ်တဲ့ကိုယ်စားလှယ်အလီနာစင်တာကပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဇနီဗာမြို့မှာကျင်းပနေတဲ့58ကျင်းမြောက်ကိုလသမဂ္ဂလူအခွင့်ရေးကောင်စီညီလာခံအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတိုက်ပွဲတွေပိုပြင်းထန်လာတာတွေအထူးသဖြင့်ဖေဖော်ဝါရီလတလရဲမှာရင်အစံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှု300ကျော်ရှိခဲ့ပြီးအရသာတွေသေဆုံးတာစေယုံနဲ့စာတင်ကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေပေါ်အထူးဆိုရင်ထိတ်လန့်မိတယ်လို့၎င်းကပြောပါတယ်။ အကျံပတ်စစ်တဲ့အာနာသိမီနောက်ပိုင်းမြန်မာနိုင်ငံမှာအစုလိုက်ပြုံလိုက်ကွက်မြတ်မှုတွေအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပေါ်လိမ့်မိုင်းဆိုင်ရာအကျံဖန်မှုတွေကြဲကြဲပြင်းပြင်းဖြစ်ပွားနေတာတွေအကျံပတ်စစ်တဲ့ကနေတသိန်းချုံနဲ့အရက်ပတ်အဆောက်အုံတွေကိုမီးရှို့ခြင်းစတဲ့ကုလအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစားပေါ်ပြည်ရင်အစိုးရအနေနဲ့အလွန်ဆိုးရင်ပုံပန်းမိတယ်လို့အလင်နိုဆန်ဒရာကဆိုပါတယ်။ မြန်မာနိုင်ငံမှာကိုညိလိုအပ်နေသူတန်း30နေပါရှိနေပြီးစားနေရိတ်ခါမလုံလောက်မှုလူ15သန်းကျုံတည်နေရတဲ့အတွက်နိုင်ငံတကာရဲ့အကူအညီနဲ့အာရုံစိုက်မှုတွေဟာအခုချိန်မှာပိုမိုအရေးကြီးလာနေပါတယ်။ပြည်ထောင်စုရအနေနဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့ခရီးပြူထားတာကြောင့်ရခုတ်ဗန်နာနဲ့အတွင်းပေါင်တန်း80ကျုံအမေရိကန်ဒေါ်လာတန်90ကျုံအကူအညီပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ပြည်ထောင်စုရကစံဖက်စစ်တပ်အာဏာသိမ်းပြီးခရေကလူပုဂ္ဂိုလ်25ဦးနဲ့ဖွဲ့စည်း39ဦးကိုတန်းခတ်ပိတ်ဆို့ခဲ့တယ်လို့ ြမချမ်းဖက်စစ်ကောင်စီရဲ့ဘန်နာကြီးလက်နက်ကရိယာတွေ၃ဆွဲခွင်ကိုလည်းပြစ်မှတ်ထားပိတ်ဆို့ထားပါတယ်။